ီဒီယိုဖိုင်လေးတစ်ပိုင်းကြောင်းတနာကိယနာတက်ချင်းခံနေရတဲ့မြေဖားရဲ့အနောက်ဆုံးခြေနေပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်ဒီအပိုင်းတွင်ဆိုရှယ်မီဒီယာသုံးဆဲသူပြည်သူလူထုတရက်လုံးရဲ့နှလုံးသားကိုထိခိုက်စေတဲ့တစ်ချိန်လေးမှာဒေါသထွက်စေပြီးတော့ဝန်းနေစေခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုအရှင်ဟုံနဲ့ပြန့်နေနေပါတယ်ဒါကတော့ရန်ကုန်တိုင်းလိုင်တရာမြို့နယ်ကအထည်ဆန်းဒီဇိုင်းမှာဖြစ်ပွားခဲ့တဲ့ဖြစ်ပျက်ပါဒီဗီဒီယိုဖိုင်လေးတခုကလက်ရှိမြန်မာပြည်ရဲ့စီးပွားရေးအခြေအနေတရက်ကိုထင်ရှားနေသလိုလူသားတယောက်ရဲ့ရက်ဆက်မှုနဲ့လူသားချင်းချင်းရဲ့မေတ္တာတရားတွေကိုတပြိုင်တည်းဖော်ပ ြနေရပါဖြစ်စဉ်ကတော့ပြည်သက်တွေအားလုံးမြင်တွေ့ပြီးဖြစ်ကြတဲ့အတိုင်းပါပဲအဖေါ်တို့ကသူ့ရဲ့မြင်းငယ်လေးတယောက်ကိုလက်ဆွဲပြီးတော့အဆိုပါအထယ်ဆိုင်ကိုရောက်လာခဲ့ရပါ အလုံးသေးကြတဲ့တံပဲလက်ရှိမြန်မာနိုင်ငံကြီးဟာစာဝတ်နေရေးအလုံးမင်းချက်တဲခက်ခဲနေတာပါဒီလိုချင်းဒီမှာပဲအစိုးရအဖွဲ့အစည်းကဆိုင်ကပစ္စည်းတစ်ခုကိုယူခဲ့မိတယ်လို့သိရပါတယ်ဒီနေရာမှာပစ္စည်းတစ်ခုယူမိတာကမှန်ကန်တဲ့အပြုမှုမဟုတ်တာမှန်ပါတယ်ဆန်ရှင်ဘက်ကလည်းပစ္စည်းဆုံးရှုံးမှုအတွက်အရေးယူတော့ဒေါသထွက်တာကဖြစ်တဲ့ဖြစ်တိုက်တဲ့တုံ့ပြန်မှုပေါ့ဒါပေမဲ့အခုဖြစ်သွားတဲ့တုံ့ပြန်မှုကတော့လူသားဆန်တဲ့အတိုင်းအတာကိုကျော်လွန်သွားခဲ့ပါတယ်အစိုးရဆိုင်ရှင်အမျိုးသမီးဟာအဖွဲ့အစည်းနဲ့မြင်းငယ်လေးနှစ်ယောက်ကိုကိုတိလက်ရောက်ပြုမှုဆောင်ရွက်ခဲ့ပါတယ်လူမြင်ကွင်းမှာမဖွဲ ွင့်မရပြုတ်လုခဲ့ရတဲ့ကြောင့်ဒီဗီဒီယိုဖိုင်ကိုမြင်တွေ့ရတဲ့ပြည်သူတွေကပြည်စည်းယူမိတဲ့မြေဖွားကိုအပြစ်တင်တာထက်ဆန်ရှင်အမျိုးသမီးရဲ့လောရက်ကိုပြင်းပြင်းထန်ထန်ဝေဖန်ရှုံချကြပါရယ်အဓိကအကြောင်းရင်းကတော့အဲ့ဒီအပြစ်ကင်းစင်တဲ့ကလေးငယ်ကြောင့်ပါပဲကိုရဲ့အဖွားဖြစ်သူကိုရဲ့အုတ်ထင်းသူတယောက်ကိုလူတစုကဝိုင်းဝန်းပြီးတော့ကိုတိလက်ရောက်ပြုတ်လို့နေတာချိန်ပေါင်းနေရတွေကိုဘေးကနေကြည့်ရှုနေရတဲ့ကလေးငယ်လေးရဲ့စိတ်ထဲမှာဘယ်လိုခံစားနေရမလဲပို့ပြီးတော့ရင်းနှင်းစရာကောင်းတာက အဖွားပြည့်သူကဒူကိုရိုင်းအနိုင်ကျင့်ခံနေရတဲ့ကြားထဲကသူ့ရဲ့မြေလေးထိခိုက်မှဆိုလို့ရင်ခွင်းထဲထည့်ပြီးအသေးတံကောက်ွယ်ပေးနေရပါ ဒီဖြစ်ပျက်တွေပြန့်နှံ့သွားပြီးနောက်ဝန်သားဆရာတွေထွက်ပေါ်လာပါတယ်ပထမသတင်းကောင်းကဥပဒေမဲ့ကိုတိလက်ရောက်ကျူးလွန်ခဲ့တဲ့ဆိုင်ရှင်အမျိုးသမီးကိုတပ်ဆိုင်ရာတာဝန်ရှိသူတွေကထိန်းသိမ်းပြီးတရားစွဲဆိုအရေးယူမှုတွေပြုလုပ်နေပြီဖြစ်တယ်လို့ကြားသိရပါတယ်ဒုတိယသတင်းကတော့ဒီတနာဆရာမြေဖွားနှစ်ယောက်ကိုကုညီဆောင်ရှောက်ဖို့အတွက်စေရနာရှင်တွေအများပြားထွက်ပေါ်နေပါပြီလိုင်တာယာမျိုးနယ်မှာပရိုက်တာလုပ်ငန်းတွေအဓိကလုပ်ကိုင်နေတယ်ကိုပါချစ်ကိုရိုင်းကဒီမြေဖွားကိုလိုင်လံရှောက်ဖွေပြီးတော့လိုအပ်တဲ့ကုညီတွေစတင်ပေးအပ်ခဲ့ပါပြီအလားတူပဲပရိုက်တာမင်းသမီးကြီးခိုင် င်းဝေနဲ့တခြားသောနာမည်ကြီးဆဲလီများစွာကဒီအမည်ဖောကိုကုညီဖို့အတွက်အသေးသေးဆက်သွယ်ပြီးတော့ထောက်ပံ့မှုတွေပြုလုပ်နေကြပါပြီ။ကြားတရားတစ်လုံးတော့အပွားဖြစ်သူမှာကိုတိလက်ရောက်ပြုလုပ်ခင်ရတာကြောင့်တန်ရာတချို့ရရှိထားတယ်လို့လဲဆိုပါရယ်ကလေးငယ်လေးကတော့ဒီဖြစ်ပျက်ကြောင့်အကြီးကျယ်စိတ်တန်ရာရပြီးငိုယိုနေစေကြောက်လန့်နေစေဖြစ်တာပါဒါပေမဲ့အခုဆိုရင်တော့မြမပြည်သူရဲ့မြတ်တာတရားကဒီမီးဖွားရဲ့ဘဝကိုပြန်လဲထူထောင်ပေးနေပါပြီ ပြည်တွင်းကရောနိုင်ငံတကာကပါစေတနာရှင်ပြည်သူတွေကသူတို့နှစ်ယောက်အတွက်အလူငွေများစွာကိုဝိုင်းဝန်းလှူဒန်းနေကြပြီဖြစ်ကြောင်းသိရပါဗယ်။ဒါပေမဲ့ဒီဖြစ်ပျက်မှာဒုတိယအမြင်တစ်မျိုးကလည်းထွက်ပေါ်နေပါဗယ်။လူတချို့ကတော့ကလေးကိုတနာလို့လှူဒန်းကြတာကိုလက်ခံပေမဲ့ပြည်စည်းလာယူတဲ့သူကိုတနိုင်ငံလုံးကလူတွေကအလူငွေတွေဝိုင်းပြီးတော့လှူဒန်းကြတာကတော့လမ်းလွဲနေတယ်လို့ခံစားရတယ်လို့သုံးသပ်ကြပါဗယ်။ဒီလိုမျိုးကလေးကိုဘန်းပြပြီးပြည်စည်းယူတော့အမားလောက်တာကိုအားပေးတယ်လို့ဖြစ်သွားမှာအစိုးရနေကြတာပါ။နောက်နောက်မှာဒီလိုမျိုးကလေးပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အမား ုပ်ပြီးတော့လူတွေရဲ့တနာကျင်နာမှုကိုခွင့်ကောင်းယူတဲ့သူတွေများလာမှဆိုရင်ကြပါတယ်။သူတို့ရဲ့အမြင်ကဘယ်နိုင်ငံမှမဆိုတနာတာကတနာတော်တရားဥပဒေကတရားဥပဒေအတိုင်းပဲဖြစ်ဖြစ်သသားဖြစ်တဲ့နယ်လို့ဆိုပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ဒီကိစ္စကိုဘယ်လိုမြင်ပါသလဲ။ဒီမျိုးဘောက်ကိုဝိုင်းဝန်းကူညီလှူဒန်းနေကြတာကမှန်ကန်တဲ့မြစ်တာတရားလို့မြင်ပါသလား။ဒါမှမဟုတ်အမားလို့သူကိုအားပေးရရောက်သွားနိုင်တယ်လို့ထင်ပါသလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။